ယ်လေးကစကားပြောဖို့အတွက်စူးစမ်းနေတာပေါ့နော်။ဒီရွယ်လေးကတော့ပြောတတ်သေးဘူးလေ။စူးစမ်းနေနှခမ်းလေးတွေအလိုစပြီးတော့အလိုဟူဟာဟူဟာစပြော စပြောချင်းအတန်လေးလှုပ်နေပြီပေါ့နော်။တအားချစ်ဖို့ကောင်းတယ်။အဲနင်းနီလည်းအဲ့လိုပဲကလေးထင်းကလေးထင်းရင်းနဲ့အလိုလှုပ်ရင်းပေါ့နော်။ဟုတ်။တသိလေးစိုက်တာပြောအချီနူးနေရတာပဲလေ။မမင်းဆိုတော့ဟုတ်လား။ မီးလေးကမမီးပဲမမီးပဲစောက်ခေါ်ပေါ့ပူပူပဲစောက်ခေါ်ပေါ့ပူပူပဲစောက်ခေါ်ပေါ့အဲသူဘာမှမခေါ်ရအဆင်ပြေနေဗျာမခေါ်လဲအဆင်ပြေရနေတန်လေးကတော့နည်းနည်းပုံပြဆူဆူလေးဖြစ်နေတယ်ပြီးတော့သူ့ကိုလည်းစကားပြောတဲ့အခါကျရင်ထုံးလေးတစ်ခုနဲ့ကိုကပြောရပေါ့နော်ပြောတော့သူကအုတ်တန်လေးဆိုပို့ပြီးတော့ဆွဲတယ်အရင်ပြောပါတယ်မမေတိုင်းသိပါတယ်အဲ့လိုပြောလိုက်မမေတိုင်းသိပါဒါပေမဲ့လည်းအဲဘလောက်ပဲပေါ့နော်အရင်တွေပြည့်ပြည့်ပေါ့နော်သမီးလေးကိုဒီအကျွယ်လေးပဲကိုပြုစုပြီးတော့ ဟိုသူ့ဘိန်းကဝေယဝိဆလုတ်ပေးရတယ်ဆိုတော့အဲ့လိုပဲအလုပ်တွေလုပ်နေရင်တစ်ဖက်မှာပဲသမီးလေးနားမှာပြုစုပေးရတာပေါ့နေနေလုံးနှစ်ယောက်ဆိုတော့ပျော်နေပါတယ် Hot 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 so yeah food see food city hot 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 so see food see food city ya da shi sa lo ka see food see food city အကြီး Felix Ever က2019ရဲ့နေပြီးတော့ recording လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့2019 20လောက်မှာထွက်ဖို့အတွက်ရထားခဲ့တာပါဒါမဲ့ဒီကြားထဲမှာမျိုးအခုမထွက်ဖြစ်ပဲနဲ့အခုဒီ2025လောက်ကျမှပဲ break လက်ချက်ပေးအပ်ဖြစ်တာပေါ့နော်ဒါပေမဲ့လည်း physical album တွေကအခုနောက်ပိုင်းမှာတိတ်ပြီးတော့မထွက်ကြတော့ဘူးအဲဒီလိုမျိုးလက်မှတ်ရေးထိုးပွဲတွေအရင်တုန်းကလုတ်ခဲ့ကြပဲမဲ့လည်းနောက်ပိုင်းပြန်မလုတ်ဖြစ်ကြတော့ဘူးပေါ့နော်အားကြောင့်မလို့နေဒီနေ့မှာပြန်ပြီးတော့အဲ့ဒါလေးကိုလည်းပြန်ပရိသတ်တွေလည်းပြန်တွေ့ချင်တာဖြစ်တဲ့အတွက်ကိုဒီနေ့ပွဲလေးလုတ်ဖြစ်တာဖြစ်ပါတယ် Phoenix Garden ရဲ့ logo ဖြစ်ပါတယ်အဲ့တော့ဒီ logo လေးမှာဆိုရင်ဒီ logo လေးပေါ့နော်ကာနီနီ show ware မှာလည်းအများပြနေကြပါတော့အဲဒီ logo လေးကို2018လောက်ထဲကနေတော့ဖန်တီးထားပြီးတော့ revolution ပွဲတွေမှာနေတော့ဒီဆိုခဲ့တယ်အဲအခုဒီကြောက်ဒီ2025ကြာမှာပဲပြီ Phoenix ဆိုပြီးတော့တချင်းရေးဖြစ်တာဖြစ်ပါတယ်ဟုတ်ဖြစ်တာဖြစ်ပ ခုနောက်ပိုင်းအကြောင်း digital digital ခစ်ဖြစ်သွားတဲ့အခါကျတော့ digital release တွေပဲသွားကြရများတယ်အခုတပုတ်ပြီးသွားရင်အဲ့တပုတ်ကိုချက်ချင်းဆိုသလိုပေါ့လက်လက်ဆက်ဆက်အဲပရိသတ်ကနားထောင်ခန်းစားခွင့်ရရတယ်ခစ်ဖြစ်သွားတာပေါ့နော်အဲ့အကြောင်းမလို့ဒီလိုမျိုး10ပုတ်တွေ15ပုတ်တွေစုပြီးတော့မှအခွေထွက်ရတဲ့ခစ်ဆိုတာကျတော့လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကပဲလုံးကြတာခုနောက်ပိုင်းကတော့လက်လက်ဆက်ဆက်ဖန်တီးကြတယ်ပြုလုပ်ကြတယ်အဲ့ဒီခစ်ကိုရောက်သွားတာပေါ့နော်အဲ album ကတော့ကိုယ့်ရဲ့ my soul တစ်ခုလုံးနေချင်ပါတယ်ဒါကြောင့်မလို့နေ့အတွက်ကတော့ album ကပို့ပြီးတော့ အဲတံမိုးထားတဲ့အရာလေးပေါ့နော်ဟုတ်ဟောဒီ box လေးထဲမှာဆိုရင်ညီတို့အဲ lyrics book ပါတယ် sticker ပါတယ်နောက်ပြီးတော့ညီတို့ photo card တွေပါတယ်နောက်ပြီးတော့ memory stick ပါတယ်ပေါ့နော်အဲ card ပုံမှန်နှထောင်ခြင်းတဲ့သူတွေ computer နှထောင်ခြင်းတဲ့သူတွေအတွက် memory stick ပါမယ်နောက်ကတော့ audio cd ကတော့ clear သိပြီးတော့မရှိကြတော့ဘူးဒါ collection နေနဲ့စုကျင်တဲ့သူတွေအတွက်အနေတို့အဲ့လိုထည့်ထားပေးပါတယ်ဟုတ်ပါတယ်ဒီတရားနေနေမဖြစ်မနေရရမဲ့သချင်းတွေရှိတယ်နေ့ကြိုက်တဲ့သချင်းပေါ့အဲ့ဒါတွေနဲ့ပြိသက်ကနေပြီးတော့ဒီတရားနေအတူအကြိုက်ဆုံးသူတို့တွေအားပေးဆုံးသချင်းတွေဆိုထွက်လာမှာပဲအဲ့ထွက်လာတဲ့သချင်းတွေကိုနေနေတို့အကောင်းဆုံးပုံဖော်ပြီးတော့ဖန်တီးတော့ဖို့ရှိပါတယ်2019ရဲ့ဆုထားတာဆိုတော့ ဟာပေါ့သင်းလေးတွေကတော့ဒီလိုဟောင်းသွားမယ်လို့ထင်တာအဒီတဲ့ music အဓိက music form နေပေါ့နော်အဲ့ရဟောင်းသွားမယ်လို့ထင်တာဒါပေမဲ့လည်း pop တမားဖြစ်တဲ့အတွက်တော့အရင်ဟောင်းသွားမျိုးတော့ပြတော့မရှိဘူးအဲ့နိနီဒီဒီခင်းနဲ့လည်းပြန်ပြီးအဆင်ပြေသေးရဲ့တချင်နေမျိုးပြတ်ထည့်ထားတာပေါ့နော်။သမီးလေးတော့ကတော့အဲ့လို ဘာချော်တမိချော်တေးပေါ့ပြောရမှာဟုတ်အဲ့လိုသင်းလေးတွေလောက်ထားရရှိတယ်အဲ့အဲ့ဟာကျတော့ဒီ client နဲ့မတူတော့လေနောက်တစ် client ပေါ့အဲ့ဒါဟုတ်သမီးငယ်လေးရာစကားပြောဖို့အတွက်စ조사နေရပါတော့။ဒီရွယ်လေးကြတော့ပြောတတ်သေးဘူးလေ။စ조사နေပြီးနှခမ်းလေးတွေအလိုစပြီးတော့အလိုဟူဟာဟူဟာစပြောစပြောချင်းအတန်လေးလှုပ်နေပြီပေါ့နော်။အာတအားချက်ဖို့ကောင်းတယ်။အဲနင်းနီလည်းအဲ့လိုပဲကလေးထင်းကလေးထင်းရင်းနဲ့အလိုလှုပ်ရင်းပေါ့နော်။ဟုတ်။အလိုမဖြစ်အဂူဆိုပြီးခေါ်နေရတယ်။အဂူအဂူလေး။ တော့သူပြောနေတာအခုအခုပြီးသေးရမပြီးသားလည်းမရသေးဘူးပေါ့အဲ့လိုတော့မရှိပါဘူးဒီနေ့ကတော့တော်တော်လေးစိတ်တာပြောချိန်နူးနေရတာပဲလေမမေဆိုတော့ဟာအမေကမမေပဲမမေပဲစောက်ခေါ်ခေါ်ပူပူပဲစောက်ခေါ်ခေါ်ပူပူပဲစောက်ခေါ်ခေါ်အဲသူဘာမှမခေါ်ရအဆင်ပြေနေပြီမခေါ်ရအဆင်ပြေရနေတန်လေးကကြာနေနေပို့ပြီးတော့ဆူဆူလေးဖြစ်နေတယ်ပြီးတော့သူ့ကိုလည်းစကားပြောတဲ့အခါကျရင်ထုံးလေးတစ်ခုနဲ့ကိုကပြောရပေါ့နော် ပြောတော့ तू อ่ะအပုတ်တန်လေးဆိုပို့ပြီးတော့ဆွဲတယ်ပြီးတော့ဟိုသချင်းလေးတွေဖွင့်လဲ तू อ่ะတိတယ်ချင်းလေးတွေဖွင့်လဲအာဒါမမေတန်လေးသမီးဆိုရင်အတိတိရယ်ဒါလည်းရလေးနားထောင်ပါလာပေါ့နော်သမီးလေးကသချင်းလေးနဲ့ပဲ तू อ่ะဘဝင်စားရှိကြတဲ့အနေနဲ့တော့ရှောက်ကြီးပြင်းခဲ့ရတာဆိုသချင်းနဲ့ပေါ်ပေါ်လေးပါဖြစ်တယ်အိမ်မှာဆိုတဲ့ကြပြားလေးဆိုပြဟိုသချင်းကလေးသချင်းလေးတွေဆိုပြပါတော့ဟုတ်ကဲ့ပါတယ် ပိုကတ်မဲ့ထင်းတယ်။ပပေးကိုပိုကတ်တယ်။အတန်းဆောင်နင်းနီးတောင်ပို့ပြီးတော့ recognize ဖြစ်တယ်။ဟာ။အရင်ပြောပါတယ်ခေါ်တာ။မမေအိုင်းသိပါတယ်။အဲ့လိုပြောလိုက်မမေအိုင်းသိပါတယ်။ဒါပေမဲ့လည်းအာဘလောက်ပဲပေါ့နော်အရေးတွေပြည့်ပြည့်ပေါ့နော်။သမီးလေးဟိုဒီအကျွဲလေးပဲကွာပြည့်စုံပြီးတော့ဟိုသူ့ဘေးနားကိုဝေယဝိဆာလုပ်ပေးရတယ်ဆိုတော့အဲ့လိုပဲအလုပ်တွေလုပ်နေရင်တစ်ဖက်မှာပဲသမီးလေးနားမှာပြည့်စုံပေးရတာကို နေလို့နေရဆိုတော့ပြောနေပါတယ်ဟုတ်အဲ့လိုတော့လည်းမဟုတ်ပါဘူးတဖြည်းဖြည်း training နဲ့တော့အခုညဘက်လေးတွေစပြီးတော့သူကပုံမှန်လေးအိတ်လာပြီပုံမှန်လေးတွေစဖြစ်လာပြီတော့ကောင်းပါတယ်အဆင်ပြေပါတယ်ဟုတ် โอเคนี่เนี่ยที่อัลบั้มนี้ก็พรีออเดอร์ตินပြီးတော့ล่ะอนันต์เงี้ยก็อัพไปซะแล้วမင်းတို့အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။ခက်ခဲရီဘလော့ဂ်ရဲ့ရှိရှိအချိန်လေးလေးကိုအပိတ်ချခင်ခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ရက်တိကြီးကြီးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အဲ့တော့ဒီ Phoenix Album နဲ့တူတူပေါ့နော်။ပရိသတ်တရားဒီနေ့မှာဟောအားလေးတစ်ခုဖြစ်ပြီးတော့ဟိုအရာရာကိုခက်ခဲရီကိုကြောက်ဖြစ်နိုင်ပါစေလို့နေနေဒီ credit နဲ့ဒီ suit down ပေးလိုက်ပါရစေ။